နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓဒုဒ္ဒသောအယံဓမ္မောလောကတံဇိနာဒေသိတောမဟာတန္တိကရောလောကေသဗ္ဗတံပတ္တိဒါယကော သဗ္ဗဗာတုပသမနောဘူတယခာနိဝရဏောအကန္နာမေစုသမနောသောကရောဂဝိနာသနောပရသကဗမတ္တနောရိညောဝိဇယဝတ္တနောသဗ္ဗနိဋ္ဌဟရောတံတောဓမ္မံဝခမိဘူတတောဝုထုတယတယောယထတံဝနေတိဂုဏုတ္တမေတတတထဒုခာရောဂျာသုတိယောဟွန်တုတပ္ပရာ ရသောဘုရားသည်လူနာဗြဟ္မာတတဝါတို့အကျိုးရှိရန်ဟောကြားတော်မူအပ်သောဤလောကီလောကုတ္တရာတရားတော်သည်ဉာဏ်မျက်စိဖြင့်အလွန်မြင်နိုင်ခဲ့၏ထိုလောကီလောကုတ္တရာတရားတို့တွင်ယခုပြဆိုလက်တန့်သောဘုရားသတ္တိတို့၏ဂုံကျေးဇူးတော်တို့သည် လောက၌အထူးသဖြင့်မွန်မြတ်သောငြိမ်သက်ချမ်းသာခြင်းကိုပြုတတ်၏ခတ်သိမ်းသောစည်းစိမ်ကိုပေးတတ်၏ ကိုတွင်ကိုပါ၌ကြာရောက်ဖြစ်ပွားသောဘေးရန်ခတ်သိငူငြိအေးစေတတ်၏မြေဘုတ်ဘလူဘေးကိုတားမြစ်တတ်၏ဥပေစေရကကံကြောင့်ဒေခြင်းမရောက်မီတေလွန်ခြင်းကိုငြိအေးစေတတ်၏စိတ်ဤဆိုရင်ကြောင်းကြခြင်းကိုဤကျင်နာခြင်းကိုပယ်ဖြောက်တတ်၏သူတော်ဘာတို့ဤတကူအာနာဇက်ကိုဖျက်ဆီးတတ်၏ ရေမြေထိန်ကြောင်းမင်းအပေါင်းဤရန်သူကိုအထူးသဖြင့်အောင်နိုင်ခြင်းကို တိုးပွားစေတတ်၏အလိုမရှိအပ်သောဘေးရန်ခတ်သိင်းကိုပယ်ဖျောက်တတ်၏ငြိမ်သက်ချမ်းသာစေတတ်၏ဤသို့သောရှိသောဖျားစသည်တို့ဤဂုံကျေးဇူးတရားကိုဟုံးမှန်တိုင်ဟောကြားမြတ်စွာဘုရားယရဏသုံးပါးဤဂုံကျေးဇူးတော်ယုံကြည်သောအကျဉ်သူသည် အကျဉ်အရာဒေသာ၌ယရဏသုံးပါအပေါင်းဤမွန်မြတ်သောဂုံကျေးဇူးတော်တို့ကို ဖွင့်ဆိုချီးကျူး၏ထိုသူအားထိုအရာဒေသ၌ကိုယ်စိတ်နှပြချမ်းသာခြင်းနာယောဂကင်းခြင်းအကျိုးစီးပွားတို့သည် အခါခတ်သိမ့်ဖြစ်ပေါ်လာကြလေကုန်သတည်းဒဏ္ဍင်္ဂရောမာဝီရောတပ္ပလောကလူကံဘဂော ဝန္ဒတန္တာရဂမနောတပ္ပကာမဒရောဒရ